ခါတပါးမှာ ရှင်အနန္ဒာကဝေဒာလီပြည်ထဲကိုဆွန့်ကန်ကြွာလာပြီးတော့ဆွန့်ကန်ပြန်တော့မြတ်စွာဘုရားကိုသူလမ်းမှာသူမြင်ခဲ့တာကိုရှောက်ဗာမြင်လဲဆိုတော့လက်ရှိမင်းသားငယ်လေးတွေမြားပြစ်လေးပြစ်လေးကျင့်နေတာကိုသူမြင်ခဲ့တယ်ဘလောက်ထိသူတို့လက်ကဖြောင်းလဲဆိုလို့ရှိရင်တန်ခေါက်ပေါက်ဆိုတာရှိတယ်တော့ပေါက်ကလေးပေါ့နော်တော့ခတ်တဲ့အပေါက်ကလေးအဲ့ဒါလေးတွေကိုစီးပြီးတော့ချိတ်ထားအဲ့ဒီကနေလှမ်းပြစ်လိုက်တယ်အဲ့ဒီတော့ပေါက်လေးတွေအကုန်လုံးဖောက်ဖောက်ဆိုအဲ့ဒီတော့ပေါက်ထည့်ရတော့မြားတန်လေးတွေဖြတ်သွားတယ် တော့ရှင်နနာအော်ဒီမင်းသားငယ်လေးတွေဟာတကယ်ကိုပဲကောင်းကောင်းမွန်မွန်လေ့ကျင့်ထားရတယ်လက်ကလည်းဖြောင်းလိုက်တာပေါ့နော်အဲ့ဒါနဲ့မြတ်စွာဘုရားကိုအဲ့ဒီသူမြင်ခဲ့တာလေးကိုရှောက်တယ်ရှောက်တော့မြတ်စွာဘုရားအနန္နာတဲ့အဲ့ဒါခက်တယ်ဆိုတာထက်အခုငါပြောမယ့်အရာကိုမင်းစဉ်းစားကြည့်တဲ့ဒီဆမယ်မွေးလေးကိုခုနှစ်စိတ်စိတ်မယ်တဲ့ဟာမြင်ဖို့တောင်ခက်သွားပြီနော်ဆမယ်မွေးရောပါတော့အချောင်းလိုက်လေးကိုခုနှစ်စိတ်စိတ်စိတ်ပြီးတော့အဲ့ဒီခုနှစ်စိတ်စိတ်ထားတယ်မှာဒစိတ်နော်ဒစိတ်ဒစိတ်ချင်းကို ထိတ်ကလေးပေါက်သွားအောင်ထိုးဖို့ဆိုတာလွယ်ပါမလားမလွယ်ဘူးမြင်ဖို့တောင်မလွယ်ဘူးပေါ့နော်ခုနကတုန်းကမြားတန်ကောက်ပေါက်တယ်မြားတန်ဝင်အောင်ပြည့်ရတာတဲ့ဒါကဘာဖြစ်သွားပြီတော့ပိုခက်သွားပြီနော်အဲ့ဒါမြတ်စွာဘုရားအေးတဲ့အဲ့ဒါတဲ့ခက်တာအဲ့ဒါတွေတဲ့ခက်တာကသစ္စာလေးပါးကိုတိဖို့ထွန်းဖောက်ပြီးတော့မြင်ဖို့ဟာပို့ပြီးတော့ခက်တယ်တဲ့နော်ကိုယ်ခန္ဓာကြီးမကောင်းဘူးလို့ဆိုတာနော်နာမဖြားမှာပဲဒါတောင်မှ နာတဲ့ဖျားတဲ့အပိုင်းလေးရတာမကောင်းတာကျန်တာတွေကတော့ကောင်းတယ်လို့လုံနေတော့ရှိသေးတာပဲခန္ဓာဟာဆင်းရဲတယ်ဆိုတာသိဖို့ဟာအရင်ခက်တယ်တကယ်ကအောက်ဆို Twitter မှာမောတဲ့စိတ်နဲ့ပဲဖုံဖုံတော့ဟာအနေများအနေကြားခဲ့တာကိုသူ့ကိုမကောင်းမြင်ဖို့ကိုတိတ်ပြီးတော့မလွယ်ဘူးကောင်းတယ်ကြီးထင်နေတာပဲကောင်းတယ်ထင်တော့ဘာဖြစ်တုံးပျက်စီးမှလည်းအလွန်ကြောက်ပေါ့ထိခိုက်မှလည်းအလွန်ဆိုးရင်ပေါ့ဒီလိုသွားတာဟုတ်လားဒါသစ္စာလေးပါးကိုသိဖို့ဟာအလောက်ခက်တယ်လို့မြတ်စွာဘုရားဟောတာ အဲ့ဒါဘုံဘောကညနေကညောင်လေးပင်တော့ဆလိုကြီးရေးထားတဲ့ဓမ္မစကြာအရာသာဆိုတဲ့စာအုပ်ရှိတယ်။အသစ္စာလေးပါးနဲ့ပတ်သက်ပြီးဆလိုကြီးကအသေးစိတ်လေးတွေတချို့အားလေးတွေဝေဖန်တာရှိတယ်။တော်တော်ကောင်းတယ်။အဲ့မှာသူကဘာပြောလို့ဆိုတော့မြတ်စွာဘုရားခက်တယ်လို့ဟောတယ်ဆိုတာပါဒမီမရှိတဲ့လူတွေအတွက်ပြောတာပါတဲ့။ဟော အားရှိရနော်သူပြောတဲ့သူပြောတဲ့စကားကြားရတာအားရှိတယ်ဟုတ်လား။ ပါရမီရှိမယ်ဆိုရင်မခက်ပါဘူးတဲ့မြတ်စွာဘုရားလက်ထက်ကခုနှစ်သမီးခုနှစ်နဲ့သားလေးတွေတောင်တစ္ဆာလေးပါးကိုတိခဲ့ကြတာပါတဲ့။ဒါကြောင့်အာတင်းပြီးတော့တစ္ဆာလေးပါးကိုတိအောင်လုပ်ပါမယ်။တစ္ဆာလေးပါးတိဖို့ခက်တယ်ဆိုတာပါရမီမရှိတဲ့လူတွေခက်တာတဲ့။အဲ့တော့ခက်ပြီဆိုရင်တော့ငါပါရမီတော်တော်နည်းနေပြီလို့စဉ်းစားဖို့တော့ရှိတာပေါ့နော်။ဒါကိုတိဖို့ကိုတော်တော်ခက်နေပြီဆိုလို့ရှိရင်တော့ခက်တာတော့အများသောအားဖြင့်တော့ခက်နေကြတာပဲနော်။အဲ့တော့ပါရမီတွေဖြည့်ဖို့မလိုဘူးလား။လိုတာပေါ့။